တင်ဆက်ပေးမယ့်တဲ့ငါတော့ဖျားသခင်ကစပင်းညခိုင်းနေလို့ပြောခဲ့တဲ့သူထောင်လန်ဆယ်လိုက်ရှာမှတ်ခဲ့ရတဲ့တဲ့မဖြစ်ပါတယ်။ဖျားသခင်ကသူမကိုစပင်းညခိုင်းတာကြောင့်စပင်းညက်ခဲ့လို့ပြောကြခဲ့တဲ့အင်ဒိုနီးရှားမြို့သမီးတဲကိုတဲ့မဖြတ်ရှိမှုနဲ့ထောင်လန်ဆယ်လိုက်ရှာမှတ်ခဲ့လို့သိရပါတယ်။ထောင်လန်ရှာမှတ်ခံခဲ့ရသူဟာရာသူဒါလီလူစားလို့မြည်ရပြီးတစ်တော်မှာ follower ၄သိန်း၄သန်းထောင်ကျော်ပိုင်ဆိုင်ထားတဲ့ဒီနာမည်ကျော်သူလေးဖြစ်ပါတယ်။ ယာယုတာလီစာဟာသူမရဲ့တတော်ကောင်းကနေတဆင်းသူမရဲ့ဖုန်းထဲမှာယေရှုဘုရားသခင်ရဲ့ပုံပေါ်လာပြီးသူမကိုအမျိုးသားတအူးနဲ့ပုံစံတူအောင်စပညာခိုင်းခဲ့လို့ live လေးမီတော့ပြောကြားခဲ့တာဖြစ်ပါတယ်အဆိုပါဖြစ်စေဟာအင်ဒိုနီးရှားနိုင်ငံတွေက social media သုံးပြသူတွေထဲမှာ popular ရန်ဖြစ်တဲ့အနေထားကိုရောက်သွားတာကြောင့်သက်ဆိုင်ရာတာဝန်ရှိသူတွေကစစ်ဆေးမှုတွေပြုလုပ်ခဲ့ရပဲဖြစ်ပါတယ်။ ဆက်စဲမှုတွေပြုလုပ်ပြီးတဲ့နောက်မှာရတုတာလီစာဟာလိန်လေပြောကြခဲ့တာဖြစ်ပြီးတော့သူမကဘောစိတ်ဝင်စားသူတွေမြင့်တက်ဖို့နဲ့ follower တို့ဖို့အတွက်လှုပ်ဆောင်ခဲ့ရလဲဖြစ်တယ်လို့ပြောကြခဲ့ရကြောင်းသတင်းမှဖက်စီမှုနဲ့တရားရုံးကထောင်နှံဆဲလာရှာမှတ်ခဲ့ရဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းတော့ရင်းကြအောင်ပါပြပူလာပါဗျ။